ပါလုပ်ငန်းများအားဆောင်ရွက်နိုင်ရန်ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီကိုဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်းရခိုင်ပြည်နယ်ရဲ့ဒေတာဖွံ့ဖြိုးတိုးတက်မှုဒေါကူမန့်တရီပြုစုရိုက်ကူးရေးဖွဲ့မှဒေတာရင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပညာရေးကျန်းမာရေးဆိုင်ရာလူမှုရေးလုပ်ငန်းများစိုက်ပျိုးရေးမှူးတွေနဲ့ကြီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ ရှေးဟောင်းရင်ကျေးမှုအမွေနှစ်ဆိုင်ရာထိန်းသိမ်းလုပ်ငန်းများ၊နန္ဒရာဖွံ့ဖြိုးတိုးတက်လုပ်ငန်းများ၊ဒေသတွင်းတမွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းများပေါ်ထွန်းလာခြင်းနဲ့အလောက်ကိုင်းခွင့်လမ်းများရရှိစေအတွက် MSME လုပ်ငန်းများ၊ဆောင်ရွက်ထားရှိမှုဆိုင်ရာလုပ်ငန်းနဲ့နေဆက်ကုန်သွယ်ရေးစခန်းများမှပြည်ပနိုင်ငံများသို့ကုန်ပစ္စည်းများပို့ဆောင်ပေးမှု ကြားခင်မျိုးနဲ့ကမ်းလွန်တဘာဝတန်းဝင်စကမ်းမှာထွက်ရှိတဲ့တဘာဝတန်းဝင်များတင်ပို့မှုမှာမှတ်တမ်းထားရှိခြင်းဖြစ်ကြောင်းပြောကြားပါတယ်။အိမ်နောက်ရခိုင်ပြည်နယ်အစိုးရဖွဲ့ရဲ့ documentary ပြုစုရခိုင်ပြည်နယ်အဖွဲ့အစ်ထားပြည်နယ်လူမျိုးရေးဝန်ကြီးက documentary ပြုစုရခိုင်လုပ်ငန်းအဖွဲ့ရဲ့လုပ်ငန်းဆောင်ရွက်နေမှုကို၎င်း documentary ပြုစုရခိုင်လုပ်ငန်းအဖွဲ့အတွင်းမှစစ်တွေတက်ကတော့ဒုတိယပေါ်မောက်ခါချုပ်ကအဖွဲ့ရဲ့ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းနေကြပါတယ်။ပြည်များချင်းများ ီနယ်အစိုးရဖွဲ့များနဲ့ဒီနယ်အဆင့်ဌာနဆိုင်ရာများကအကြံပြုဆွေးနွေးတင်ပြကြပြီးဒီနယ်မှာသူကချင်းမြအောင်အောင်စူးစမ်းဆောင်ရွက်ခဲ့ကြတဲ့အဖွဲ့များအားချင်းမြဝင်များပေးအပ်ပါတယ်